မင်္ဂလာပါရှင်။ဝတ္တမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။စကိုင်းတိုင်းဒေသကြီးပလဲမြို့နယ်ကန်တောက်နယ်မြေရဲစကံမှာဇွန်လ2ရက်နေ့တည်းကတိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေပါသည်။ရုပ်တံပိုင်းထဲမှာတော့ကန်တောက်ရဲစကံမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါသည်။ဒီစီစဉ်လေးမစတင်ခင်မှာတော့ဝတ္တမီဒီယာ channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင်။ ပြိတ္တကြီးရင်စကိုင်းတိုင်းပလဲကံကောကာလန်းပေါ်မှာအရေးပါတဲ့ကံတောင်ရက်စကံကိုတည်ယူဖို့ရှိဝဲကြတဲ့နဲ့နဲ့ကံအဖွဲရိဟာဇွန်လ၂ရက်နေ့တဲကလက်ရှိအချိန်ထိတိုက်ခိုက်လျက်ရှိနေရတိုက်ပွဲတွေ ပြင်းထန်လျက်ရှိနေတယ်လို့သိရပါတယ်မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားပြီးဒီမိုကရက်တစ်တအူ ABSDF PNL အဖွဲရိအပါဝင် PDF လက်နဲ့ကံအဖွဲရိဟာအင်အားအလုံးအရှင်နဲ့ကံတောင်ရက်စကံကိုတကြောပြန်တိုက်ခိုက်ခဲ့ရဖြစ်ပါတယ် ပလဲမြို့နယ်အတွင်းရှိကန်တောင်ရဲစခန်းဟာအချက်ချာကြားတဲ့နေရာမှာတရှိနေတဲ့အတွက်လက်နက်ကန်အဖွဲ့တွေဟာတည်ယူနိုင်ဖို့ရည်ရွယ်ချက်နဲ့အင်အားသုံးပြီးမကြာခဏလာရောက်တိုက်ခိုက်ခဲ့ပေမဲ့နာဆာကတက်တွေပြည်သူစစ်တွေနဲ့ရဲတပ်ဖွဲ့ဝင်တွေလေကြောင်းတပ်ဖွဲ့တွေဟာအနိုင်မခံအရှုံးမပေးစိတ်ဓာတ်နဲ့ဟန်ချက်ညီစွာပူပေါင်းတိုက်ခိုက်နိုင်မှုကြောင့်လက်နက်ကန်အဖွဲ့တွေဟာအတိတ်ကအကြဆုံးများစွာပြန်လည်ဆုတ်ခွာထွက်ပြေးကြရပြီးတော့ ပလဲမြို့ကိုတန်ယူနိုင်ဖို့မျှော်လင့်ချက်တွေပြသကြရပါတယ်။ပလဲမြို့နယ်အခြေစိုက် PDF အဖွဲ့တွေနဲ့ပူပေါင်းအဖွဲ့တွေဟာကန်တော့ရွာရဲစခန်းကို2023နိုဝင်ဘာ28ရက်ကတန်ယူနိုင်ဖို့အင်အားသုံးတိုက်ခိုက်ခဲ့ပေမဲ့နာဆာကတပ်တွေအပြင် MI-35 တိုက်ခိုက်ရေးရဟတ်ရှင်တိုင်းလေရင်တွေနဲ့ဟန်ကျန်းညီစွာပူပေါင်းတိုက်ခိုက်နိုင်မှုကြောင့်စောက်ခွာထွက်ပြေးကြရပါတယ်။ဒါအပြင်2024နိုဝင်ဘာ17ရက်နေ့ကလည်း ပလဲမျိုးပေါ်ရှိတက်ဆွဲထားတဲ့ရဲစခန်းထွေအုပ်ရုံစုပေါင်းရုံစတဲ့နေရာတွေကိုဘုန်းနကားဦးဆောင်တဲ့ BNRA ဦးဆောင်မှုနဲ့ PDF အဖွဲ့ရိအင်အားသုံးပူးပေါင်းတိုက်ခိုက်ခဲ့ပေမယ့် NASA ကတပ်တွေနဲ့ပြည်သူ့စစ်အဖွဲ့ရိအပြင် လေကြောင်းတပ်ဖွဲ့ရဲ့ပူးပေါင်းတိုက်ခိုက်နိုင်မှုကြောင့် PDF လက်နက်ကအဖွဲ့ရိစုခွာထွက်ပြေးခဲ့ရပါတယ်။ပလဲမျိုးကိုတင်ယူနိုင်ဖို့ရှိရတဲ့နေ PDF ပူးပေါင်းအဖွဲ့ရိဟာအင်အားသုံးတိုက်ခိုက်ခဲ့ပေမယ့်အရှုံးနဲ့ရင်ဆိုင်နေရခြင်းကို မကျေနပ်တဲ့အတွေ့ကန်တော့ရဲစခန်းကိုအင်အားသုံးတိုက်ခိုက်ဖို့ထပ်မံကြိုးပမ်းလာမျိုးဖြစ်ပါတယ်။ပြီးခဲ့တဲ့2024နိုဝင်ဘာလအတွင်းကပလဲမျိုးပေါ်မှာတိုက်ပွဲဖြစ်ပွားပြီးနောက်ခုနှစ်လခန့်ကြာချိန်မှာပလဲမျိုးနယ်ကန်တော့ရဲစခန်းကို ABSDF ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေကအင်အားသုံးဝိုင်းဝန်းတိုက်ခိုက်ခဲ့ဖြစ်ပါတယ်။ပလဲမျိုးနယ်မှာမျိုးပေါ်ရက်ကွက်နှစ်ခုဈေးရွာအုပ်စု59အုပ်စုဈေးရွာပေါင်း189ရွာရှိပြီး အရှေ့ဘက်မှာစာလင်ကြီးမြို့နယ်၊မြောက်ဘက်မှာရင်းမာပင်၊ကဏီမြို့နယ်၊အနောက်ဘက်မှာမကွေးတိုင်းခံကောမြို့နယ်၊တောင်ဘက်မှာမကွေးတိုင်းညာမြို့နယ်တို့နဲ့အနေမိတ်ချင်းထိစပ်နေပါတယ်။ AVSDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာကံတောင်ရဲစခန်းကိုဇွန်လ၂ရက်နေ့တည်းကစတင်ပြီးတော့အင်အားသုံးတိုက်ခိုက်ခဲ့ပြီးမြေစခန်းအတွင်ရှိရဲတပ်ဖွဲ့ဝင်တွေ၊နာဆာကတပ်ဖွဲ့တွေနဲ့ပြည်သူစစ်အဖွဲ့တွေကအကောင်ဆုံးပုံစံမျိုးနဲ့ပူပေါင်းတုံ့ပြန်တိုက်ခိုက်နေတဲ့အတွက် PDF အဖွဲ့ရိအထင်းနာနေပြီးတိုက်ပွဲစတင်ဖြစ်ပွားချိန်ကနေ6ရက်ကြာချိန်ထိတည်ယူနိုင်ခြင်းမရှိဘဲဖြစ်နေပါ၏။အဲဒီကန်တောက်ရဲစခန်းဟာမောင်ရမြို့နဲ့မိုင်30ကျော်အကွာမှာရှိနေတယ်လို့ပလဲမြို့အနောက်ဘက်14မိုင်ခန့်အကွာမှာရှိနေကမြိုင်မြို့နဲ့ဂံကောမြို့နယ်တွေကိုဆက်သွယ်နိုင်တဲ့နေရာမျိုးဖြစ်ပါတယ်။တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတဲ့ကန်တောက်ရဲစခန်းဟာပလဲမြို့နယ်အတွင်းမှာပလဲရဲစခန်းပြီးရင်ဒုတိယအကြီးဆုံးရဲစခန်းတစ်ခုဖြစ်ကောင် ရဲစခန်းအတွင်းမှာ NASA ကတပ်တွေအပြင်ရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်အဖွဲ့ဝင်တွေပူးပေါင်းအင်အား၁၀၀ခန့်ရှိရလို့သတင်းတွေလည်းထပ်ပေါ်နေပါတယ်။ကန်တောင်ကနေမြိုင်နယ်နဲ့ဂန်ကောဘက်ကိုသွားဖို့ရအတွင်းအဲ့ဒီရဲစခန်းနေရာကအချက်ချာကြတဲ့နေရာမှာရှိနေပြီးတော့ PDF ပူးပေါင်းအဖွဲ့တွေဟာရဲစခန်းကိုသိမ်းယူနိုင်အောင်အင်အားသုံးတိုက်ခိုက်ခဲ့တယ်လို့တခြားပူးပေါင်းအဖွဲ့တွေကလည်းရဲစခန်းကိုစစ်ကူစစ်ကြောင်းတွေမလာရောက်နိုင်အောင်လမ်းမှာရှိတဲ့ရွာတွေကနေဂျားပြက်ဟန်တာတိုက်ခိုက်တာပဲလေ ရှိခဲ့တယ်လို့သိရပါတယ်။ကန်တောင်ကြီးွာဟာအရှိတောင်ပဲရှိအင်မာတီပြူစောတီကြီးွာနဲ့ချောင်းမိုင်ကန်တာကွာဝေးတယ်လို့ဈေးပြူကောင်ပြူစောတီကြီးွာနဲ့လည်းငားမိုင်ကန်တာကွာဝေးပြီးတော့ဖိုကနောက်ဆိုင်တီရှိတဲ့ကြီးွာတွေဖြစ်နေတဲ့အတွက်အဲ့ဒီကြီးွာတွေကနေ NUG လက်အောက်ခံမျိုးနဲ့ပကဖအဖွဲ့တွေကနာဆာကရဲ့စစ်ကိုစစ်ကြောင်းကိုဇားပြတ်တိုက်ခိုက်နေရလို့လည်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ကန်တောင်ရဲစခန်းဟာပလဲမျိုးနဲ့အတွင်းရှိရဲစခန်းတွေထဲမှာ ။ဧရိယာကျဲဝန်နဲ့ရဲစခန်းဖြစ်တယ်လို့ဘန်ကာရီအခိုင်အမာတိစောက်ထားလို့ဆိုပါတယ်။ပလဲမြို့နယ်ကန်တောင်ရဲစခန်းတိုက်ပွဲတွင် နာဆာကတပ်တွေရဲ့အနိုင်မခံအရှုံးမပေးဘဲစိတ်သက်ကြောင့် PDF ပူပေါင်းအဖွဲ့တွေအထီးကိုက်အကြဆုံးများစွာဖြစ်နေပြီမယ်။အင်အားထပ်ဖြည့်လိုက်တက်လုံးလိုက်ပုံစံမျိုးနဲ့အင်အားသုံးတိုက်ခိုက်နေရဖြစ်တယ်လို့သတင်းတွေလည်းထပ်ပေါ်နေပါတယ်။ကန်တောင်ရဲစခန်းတွင်ရှိနာဆာကတပ်ဖွဲ့ဝင်တွေပြည်သူစစ်အဖွဲ့တွေနဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ ABSDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့အင်အားအလုံးအရင်းနဲ့တိုက်ခိုက်ခံနေရပေမဲ့နောက်ဆုံးချိန်ထိတိုက်ပွဲဝင်သွားဖို့ဆုံးဖြတ်ထားလို့သိရပါတယ်။ ABSDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာကန်တော့ရဲစခန်းကိုဆက်လို့တိုက်စစ်ကိုစစ်ကြောင်းတွေမရောက်ရှိအောင်ကြားပြတ်တိုက်ခိုက်တာမျိုးရှိခဲ့ပြီးမယ်။စစ်ကိုစစ်ကြောင်းတွေဟာဇွန်လ9ရက်မှာပလဲကန်တော့ရဲစခန်းနဲ့ပူပေါင်းနိုင်ခဲ့လို့သိရပါတယ်။စီးရင်နဲ့နိုင်ငံရေးအကြောင်းအရာတွေကို လူမှုကွန်ရက်မှာရေးသားပြောဆိုနေသူတဦးဖြစ်တယ်။ဦးကျော်စိုးအမည်ရှိရဲ့ Telegram အကောင့်တစ်ခုကလည်းနာမခအတိုင်းမူကြီးကိုကျေးဇူးတင်ပါကြောင်းပလဲမြို့နယ်ကန်တောက်နယ်မြေရဲစခန်းအခြေအနေကအင်အားအလုံးရင်းနဲ့ပိတ်ဆိုပြီးဇွန်လ၂ရက်နေ့ကနေဇွန်လ9ရက်နေ့မနက်3နာရီအချိန်ထိတိုက်ဝဲတွေပြင်းထန်ခဲ့ပါတယ်။ဒီစခန်းရရှိဖို့ရန်သူကလည်းတော်တော်လေးလူအားပြအားအသုံးပြုခဲ့တယ်။ဒီလိုအခြေအနေကိုစစ်ကူပေးနိုင်ဖို့နာမခအတိုင်းမူကြီးအားစစ်ကူစစ်ကြောင်းတွေကို ရဟတ်ရင်နဲ့အင်မာတီကိုပို့ပေးခဲ့တယ်။အဲ့ဒီစစ်ကိုစစ်ကြောင်းတွေလည်းလမ်းပိုင်းမှာအစင်းစင်ဖြတ်တောက်ပိတ်ဆို့ခံခဲ့ရတယ်။စစ်ကြောင်းမို့လည်းအကန့်အသတ်ကြားကနေကန်တောင်းကိုအရောက်ချီတဲနိုင်ခဲ့တယ်။စစ်ကြောင်းမို့လည်းဂုံပြူပါတယ်။ကန်တောင်းနေမြေစကန်တွေနာမခါကနေလေကြောင်းပစ်ကိုတွေဝိုင်တွဲနဲ့ဖုံးကျဲပေးရမှုတွေကအကြိမ်ရများစွာရှိခဲ့ပါတယ်။တိုင်းမူကြီးရဲ့သဘောထားကငါတပြက်တွေရန်သူလက်မပါစေရဘူး။ဒီစကန်မရစေရဘူး။ ရအောင်ချမယ်ဆိုစိတ်နဲ့ဆောင်ရွက်ပေးခဲ့တယ်။ဒီကနေ့မနေ့အောင်မြင်သွားခဲ့ပါပြီ။စေကူစေကြောင်းလေးပေါင်းမိသွားသလိုတခြားသောစေကြောင်းတွေလည်းတက်လာနေသေးပါ။နောက်ဆုံးချိန်ထိရန်သူကိုခံချဖို့စက္ကန်းရှိတက်မတော်ကခေါင်းပေါင်းရဲတပ်ဖွဲ့ကခေါင်းပေါင်းတွေနဲ့တပ်ဖွဲ့ဝင်တွေစုပေါင်းပြီးသဘောထားယူကြတယ်။ငါတို့နောက်ဆုံးချိန်ထိချမယ်။တေခဲ့ရင်လည်းဒီစကန်အေရီးယားထဲမှာပဲတေမယ်။တေခဲ့ရင်လည်းငါတို့တမိုင်းငါတို့အဖွဲ့စီတမိုင်းကောင်းနေအဲ့ဒီလိုဆုံးဖြတ်ချက်ချနိုင်ခဲ့တယ် အခုတော့စစ်ကိုစစ်ကြောင်းလေးပေါင်းနိုင်ခဲ့ပြီတမတော်ကခေါင်းပေါင်းနဲ့တမတော်သားတွေရဲအုပ်အပါဝင်ရဲတပ်ဖွဲ့ဝင်တွေအားလုံးယာတို့တွေထက်ဆင့်တိုးနိုင်ပါစေကြောင်းဆုတောင်းပါတယ်ဗျာဆိုပြီးတော့ဇွန်လ9ရက်နေ့ကအရေးသားဖော်ပြထားပါတယ်နာမကတိုင်မူကြီးရဲ့စီမံမှုတွေကြောင့်စစ်ကိုစစ်ကြောင်းလေးရောက်ရှိသွားခြင်းဟာကန်တော့ရဲစခန်းတွင်ရှိနာဆာကတပ်ဖွဲ့ဝင်တွေအတွင်းအားတက်စာဖြစ်လာခဲ့ပါတယ်စစ်ကိုစစ်ကြောင်းလေးရောက်ခဲ့ခြင်းဟာကန်တော့ရဲစခန်းကိုတင်းယူနိုင်အောင် အင်အားသုံးတိုက်ခိုက်နေတဲ့ ABSDF ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေအတွေ့အိမ်မဲဆိုးတွေမရောက်ပဲရှိနေပြီးတော့အတီးကိုင်းအကြအဆုံးပုံပုံများပြားလာပဲရှိနေပါရဲ့ရှင်